မင်္ဂလာပါဒီနေ့ဖပြပေးမယ်စာစုလေးကတော့ရဝင်းွယ်အင်းမရေးသားထားတဲ့ဝုတ်ကိုဝုတ်နယ်ပြေဆိုတဲ့စာစုလေးပဲဖြစ်ပါတယ်ခံစားနားဆင်ပြီးကြပါအောင်တခါတော့ကအရှင်တမိတိဂௌတာ ဆိုတဲ့မထေရတစ်ပါးရှိခဲ့ဘူးပါတယ် ဒါပေမဲ့မထေကကျမ်းမာရေးမကောင်းပါဘူးအရှင်သမိတိကုဋ္ဌရဲ့ယောဂါကရိုးရိုးယောဂါမဟုတ်ဘဲအနုယောဂါဖြစ်နေတာပါယောဂါကတဖြည်းဖြည်းညင်လာပြီးအသားအချို့ကတောင်အောက်ကိုပဲ့ကြလာပါတယ်ကုဆတ်တက်တဲ့ယောဂါဖြစ်နေလို့ကျန်တဲ့ယဟန်တွေယောဂါမကုဆတ်အောင်ခက်လန်းလန်းစရက်တစ်ခုမှ သွားနေရပါတယ် အခုလိုအနုယောဂဖြစ်ရတာမျိုးရိုးကြောင့်မဟုတ်ပဲအတိတ်အကုသို့ဝေကျွေးနှစ်ခုကြောင့်ဖြစ်ရတာပါဘဝတစ်ခုမှာဆွန့်ခံကြွာလာတဲ့ပြစ္စည်းကဗုဒ္ဓအရှင်မြတ်ကြီးတပါးကိုကြည်ပြီးဒီကရုံးဟာအနုယောဂသည်ဖြစ်ပုံရတယ်ဒါကြောင့်တကိုယ်လုံးအဝိတ္တိဖုံးထားတာလို့ကဲ့ရဲ့ပုတ်ခတ်ပြောဆိုလိုက်ပါတယ်အဲဒီဝစီကံအကုသို့ကြောင့်ပဲတေလွန်တဲ့အခါမှာငရဲကိုကြားခဲ့ရပါတယ် ငရဲကပြန်လွတ်လာတော့ကံအားလျော်စွာ လူဘဝကိုပြန်ရပါတယ်။လူဘဝပြန်ရောက်လာတော့ပရဘူရီစီမှာပရဘူယဟန်ပြူပါတယ်။တနေ့တော့အဲ့ဒီပရဘူဟာအကျင့်သီလနဲ့ပြည့်စုံနေတဲ့ကတ္တပဘုရားရှင်ရဲ့ဥပဒကတယောက်ကိုမင်းကအနူပဲလို့ထတ်ဆဲပြန်ပါတယ်။ဒါတင်မကပါဘူး။လူတွေရေချိုးစိတ်မှထားတဲ့စက်ပြမုတ်ရေချိုးကတဲ့မုတ်တွေကိုလည်းဖျက်ဆီးခဲ့ပြန်ပါတယ် အဲ့ဒီအာကုသူကံကြောင့်ပဲပရဘူဟာငရဲကိုနောက်တစ်ခါကြရောက်ရပြန်ပါတယ်။ငရဲကလွတ်လာတဲ့အခါမှာတော့တာဝတိပြီးပုံနာတယောက်ရဲ့သားဖြစ်လာခဲ့ပြီးတမိတိဂௌတရဲ့လို့အမည်တွင်ခဲ့ပါတယ်။တမိတိဂௌတသရိုးသားအရွယ်ရောက်လာတော့မြတ်စွာဘုရားတရားနာကြပြီးယဟန်ပြုခဲ့ပါတယ်။အရှင်တမိနိကုဋ္ဌဟာယဟန်ဘုရားမှာတီလာနဲ့ကုကုကိုဖြူစင်တန့်ရှင်အောင်နေပါတယ် ဒါပေမဲ့လည်းအတိတ်ဘဝတွေက ဝစီအာကုသူကံတွေကြောင့်ခန္ဓာကိုယ်မှာနူနာယောဂါဆွဲကပ်လာခဲ့ပါတယ်။ဒီနေ့မှာတော့အရှင်သာလိပုတ္တရာမထေရမြတ်ကလူနာမေးဖို့ចောင်းစဉ်လဲလဲလာတဲ့အခါမှာနူနာယောဂဝေဒနာ ခံစားနေရတဲ့အရှင်တမိတိဂௌတကိုတွေ့သွားပါတယ်။ဒီတော့အရှင်သာလိပုတ္တရာကအရှင်တမိနိဂௌတကို ငါရှင်ခန္ဓာရှိနေသည်၍ခန္ဓာနှင့်ဆက်တဲ့ဒုက္ခဝေဒနာတော့ရှိနေမှာပဲခန္ဓာလုံးဝမရှိမှသာဒုက္ခလည်းချုပ်ငိမ့်သွားလိမ့်မယ်ဒါကြောင့်ဖြစ်ပေါ်နေတဲ့ဒုက္ခဝေဒနာကိုဝိပဿနာရှုပါလို့မိမ့်မှကြားလိုက်ပါတယ်အရှင်သမီးနီကုဒ္ဒလည်းအရှင်သာလိပုတ္တရာဟောကြားတဲ့အတိုင်း ဖြစ်ပေါ်နေတဲ့ဒုက္ခဝေဒနာကိုပဲဝိပဿနာရှုမှတ်ပွားများအားထုတ်လိုက်တာအဘိညာဉ်၆ပါးနဲ့တကွအရဟတ္တဖို့ကိုရသွားပါတော့တယ်။အကုသိုလ်ဝိကျွေးတွေကတော့အမျိုးမျိုးပါပဲ။ဒီဘဝပြုခဲ့တဲ့အကုသိုလ်ဝိကျွေးတွေမကပါဘူး။ကိုမသိနိုင်တဲ့တဏှာအဆက်ဆက်ကအကုသိုလ်ဝိကျွေးတွေဖြစ်ပြီးဆိုတော့ဘာမှလည်းမတတ်နိုင်တော့ပါဘူး။အကုသိုလ်ဖြည့်ဆည်းကိုပဲရှာရပါတော့မယ်။ ရှိစရာတော်ကြီးတွေကဩဝါဒပေးလေးရှိပါတယ်ဝိကိုဝုနဲ့ဖြေတဲ့အတိဘေကတော့အာကုတဝုကြွေးတွေကို ကုတဝုနဲ့ဖြေလို့ရပါတယ်အာကုတဝိဆိုတဲ့နေရာမှာဒီဘဝပြုခဲ့တဲ့အာကုတလည်းဖြစ်ခြင်းဖြစ်မယ်မတိနိုင်တော့တဲ့တန်ညာအဆက်ဆက်ကပြုခဲ့တဲ့အာကုတလည်းဖြစ်ခြင်းဖြစ်ပါမယ်အာကုတကိုတော့အရှင်ဇနကဘီဝန္တာက ဂရုကံနဲ့လဟုကံဆိုပြီးခွဲခြားထားပါတယ်။ဂရုကံဆိုတာအမေတက်တဲ့ကံအဖေတက်တဲ့ကံစတဲ့တင်စာနန္ဒရိယကံကြီးပါ။အကျိုးမပေးရရင်မနေနိုင်လောက်အောင်ကြီးမားတဲ့ဂရုကံကြီးတွေကတော့လူတိုင်းမှမရှိပါဘူး။အခွင့်သာရင် အကျိုးပေးမယ်ဆိုတဲ့အကုတုကံကတော့လူတိုင်းမှရှိပါတယ်။ဆရာတော်ကမကြောက်ဖို့နဲ့ကုသိုလ်များများပြုဖြစ်ဖို့တိုက်တွန်းထားပါတယ်။ ကုသိုလ်ရဲ့နောက်မှာဝုဆိုတဲ့သကလုံးလေးပါနေတော့တခါတလေပြုတဲ့ကုသိုလ်မဟုတ်တော့ပါဘူးနေ့စဉ်ဝုတစ်ခုလိုပြုထားတဲ့ကုသိုလ်ပါကံအနေနဲ့ပြောရင်တော့အာစိဏကံ ကုသိုလ်ပါကုသိုလ်ဝုဆိုတဲ့နေရာမှာလဲတယောက်နဲ့တယောက်တပ်ပရတင့်မုံခြင်းတူမှာမဟုတ်ပါဘူးအချို့ကဒါနပြုရတာဝါသနာပါတယ်အချို့ကသီလဆောက်ရတာဝါသနာပါတယ် အချို့ကတမထဝိပဒနာပွားရတာဝါဒနာပါတယ်အချို့ကပရဟိတလောက်ရတာဝါဒနာပါတယ်အချို့ကတစ်ပင်ဆိုင်ရတာဝါဒနာပါတယ်တချို့ကရွတ်တာဖတ်တာကိုဝါဒနာပါတယ်ရွတ်တာဖတ်တာတောင်တယောက်နဲ့တယောက်အာသံပုံချင်းမတူပါဘူးတချို့ကမေတ္တာတုတ်တချို့ကပဋ္ဌံတချို့ကဂုံတော်တန်ဘုတ်တီဒီဝါတပတိ အထာနမေတံစသဖြင့် ကိုတန်ရတန်ရရှိနေမှာပါ အစမှာတော့လွယ်တာကနေစရမှာပါပဲပြီးမှ ဖြည်းဖြည်းချင်းမြင့်သွားရမှာပါအကုသိုလ်ဝိကုကုသိုလ်ဝတ်နဲ့ဖြေပုံတွေကိုမြတ်စွာဘုရားကဟိုနေရာဒီနေရာတွေမှာပြောပြထားပါတယ်အဲ့ဒီထဲကမှ လောနာကပ္ပလတုတ်ကို အကိုအနေနဲ့ရေးပြချင်ပါတယ်လောနာကပ္ပလာဆိုတာစားထည့်ထားတဲ့ခွက် စားခွက်လို့အဓိပ္ပာယ်ရပါတယ် အင်္ဂုတ္တရတိကနိပတ်မှာပါပါတယ်တုတ်ရဲ့လိုရင်အနစ်ချုပ်လောက်ကိုသာ ပြောပြချင်ပါတယ်လူနဲ့ရောက်ရှိပါတယ်တယောက်နဲ့တယောက်ယူဆပုံချင်းမတူတလို့အကျိုးပေးပုံချင်းလည်းမတူပါဘူးပထမလူကဘလို့ယူဆတယ်လဲဆိုတော့အကုသိုလ်ကိုပြုတယ်အကုသိုလ်ကို ပြုပြီးမိမိပြုလုပ်ခဲ့သမျှအကုသိုလ်ကံကိုမိတိနီးနေမျှရှောင်လွဲလို့မရဘူး လောက်ခဲ့သည်။အာကုတုကံရဲ့အကျိုးကို အကုံအစင်ဧကံမှုချခံစားရတော့မယ်လို့ပြောဆိုပါရတယ်။အဲ့လိုပြောဆိုတဲ့သူဟာကုတုအာကုတုကိုကုံစေနိုင်တဲ့မြတ်သောအရိယာမတ်ကိုကျင့်သုံးရမရောက်တော့သလိုနိမန်လမ်းမန်နဲ့ဝိတုခရဲ့အဆုံးကိုပြုဖို့အခွင့်အလန်းလည်းမရှိတော့ပါဘူး။ဒါကတော့တယောက်ပါ။နောက်ဒုတိယလူကကြတော့အာကုတုကံကိုပြုတယ်။အာကုတုပြုပြီး အကုသိုလ်ကံကိုပြုခဲ့တော်လေအကျိုးပေးခြင်းဖြစ်သော မျက်မှောက်ဘဝဒုတိယဘဝတတိယဘဝစသောဆိုင်ရာဆိုင်ရာဘဝတို့၌အကုသိုလ်ကံအကျိုးပေးခွင့်ရမှသာလျှင် အကျိုးခံစားရမယ်အကျိုးပေးခွင့်မရရင်အဲ့ဒီအကုသိုလ်ကံတွေအချီနီအဟောတိကံဖြစ်သွားတော့သည်လို့ယူဆပါတယ်အဲ့လိုယူဆပြီးကြည့်ရင်ကုသိုလ်အကုသိုလ်ကံကိုကုံစေနိုင်တယ်မြတ်သော အရိယာမတ်ကိုကျင့်သုံးရာရောက်သလို့ နီးမှန်လမ်းမှန်နဲ့ဝိတုခရဲ့အဆုံးကိုပြုဖို့အခွင့်အလန်းလေးရသွားပါတော့တယ်။အဲတော့ဒီလူနှစ်ယောက်ယူဆပုံချင်းမတူကြပါဘူး။အယူအဆမတူတဲ့အတွက်အကျိုးပေးလဲ क्वे သွားပါတယ်။မြတ်စွာဘုရားကဆက်ပြီးဟောပြထားပါတယ်။ပထမတစ်ယောက်အကုသူပြုတယ်။ပြုပြီးငရဲကြသွားပါတယ်။ဒုတိယတစ်ယောက်ကတော့အကုသူပြုတယ်။ဒါပေမဲ့အကုသူကံရဲ့အကျိုးကိုအနှဲငယ်များတောင်မခံစားရပါဘူး။ ဒါတွေကတော့ဖျားဟောပါဏိတို့အတိုင်းမူရင်းအရသာပြတ်သွားမှာဆိုလို့မြမဘာသာပြန်သဘောမျိုးပြောပြတာပါ လူရင်းပြောရရင်တော့လူနှစ်ယောက်အကုသိုလ်လုပ်တာချင်းအတူတူတယောက်ကအကုသိုလ်ကံရဲ့အပြစ်ကိုခံစားရတယ်တယောက်ကမခံစားရပါဘူးအကုသိုလ်လုပ်တာချင်းအတူတူဘာဖြစ်လို့ကွဲသွားရတာလဲဆိုတော့ယူဆပုံချင်းမတူလို့ပါပဲမြတ်စွာဘုရားဟောပြထားတဲ့အဖြေကတော့ဒီလိုပါ ပထမလူတယောက်ဟာအာကုတ္တပြုတယ်အာကုတ္တပြုပြီးဘာဝိတကာယဘာဝိတသီလဘာဝိတစိတ်တာဘာဝိတပညာမရှိဘူးအဲ့ဒီလူဟာ အပယ်ငရဲကြသွားရပါတယ်ဒုတိယတယောက်ကကြတော့အာကုတ္တပြုပြီးဘာဝိတကာယဘာဝိတသီလဘာဝိတစိတ်တာဘာဝိတပညာရှိပါတယ်အဲ့ဒီဒုတိယလူဟာအာကုတ္တရဲ့အကျိုးကိုအနည်းငယ်တောင်မခံစားရပါဘူး ပါဏိတွေရဲ့အဓိပ္ပာယ်ကို ရှင်းပြရရင်တော့ဘာဝိတကာယဆိုတာမျက်စိနာနှာရှာကိုစိတ်ကိုအကုသို့မဖြစ်အောင်စောက်ထိန်တာပါဘာဝိတတိလဆိုတာကတော့၅ပါးတိလ၈ပါးတိလ၉ပါးတိလစတာတွေပါဘာဝိတစိတ်တဆိုတာကတော့တမာတိဖြစ်စေတဲ့နိတ္တယတမထဘဝနာကို ပွားများတာပါ။ ဘာဝိတပညာဆိုတာကတော့ဝိပဿနာဘာဝနာကိုပွားများအားထုတ်တာပါမြမလို့ပြောရင်တော့မျက်စိနာနာရှာကိုစိတ်ကိုအကုသို့မဖြစ်အောင်စောက်ထိန်နာရဲ့တိလတမာတိပညာတိခသုံးပါးကို ဖြည့်ကျင်နာရဲ့ပါမျက်စိနာနာရှာကိုစိတ်ကိုအာကုသူမဖြစ်အောင်စောက်ထိန်တာကဘဝအတွက်အရေးကြီးဆုံးပါပဲတချို့အာကုသူတွေဟာ မြင်လို့ကြားလို့သိလို့ဖြစ်ရတာတွေပါမမြင်ရင်မကြားရင် မသိရင် မဖြစ်ပါဘူးဒါကြောင့်ကိုကိုကိုစိတ်မချရင်မမြင်အောင် မကြားအောင်မသိအောင် နေလိုက်ရင်လေတော်ယုံတန်ယုံအကုသူမဖြစ်တော့ပါဘူးဖြစ်လိုက်ရတဲ့အကုသူအချို့ကိုတေချာစဉ်းစားကြည့်လိုက်ရင်မြင်လို့ကြားလို့သိလို့ဖြစ်ရတာပါမမြင်ခဲ့မကြားခဲ့မသိခဲ့ရင်ဖြစ်เสียအကြောင်းမရှိပါဘူး ဒီတဘောလေးတွေကိုအာယုံပြုပြီးတရိထားပြီးကြိုးဆောင်ထားရင်လေအကုသိုလ်ကိုကာကွယ်ပြီးသားဖြစ်နေတတ်ပါတယ်။လူနှစ်ယောက်အကုသိုလ်လုပ်တာချင်းအတူတူတယောက်ကအပြစ်ခံစားရပြီးတယောက်ကအပြစ်မခံစားရပုံ အကြောင်းလေးတွေပါ။ဒါကိုမြတ်စွာဘုရားကဥပမာလေးတွေနဲ့ဆက်ဟောထားပါတယ်။စားခွက်ထဲကစားတထုပ်ကိုယူပြီးတောက်ရီခွက်ထဲကိုထည့်လိုက်ရင် အငံဓာတ်တွေများသွားတဲ့အတွက် အဲ့ဒီရေဟာတောက်လို့မရပါဘူးစောစောကလက်တဆုပ်စာစားကိုပဲတောက်ရေကန်နဲ့ထည့်လိုက်မယ်ဆိုရင်တော့အငန်ဓာတ်တွေပြန့်သွားတဲ့အတွက်ရေကတောက်လို့ရပါတယ်စားကနေပြီးရေကများနေလို့ပါမြတ်စွာဘုရားက အကုသိုလ်အကျိုးပေးခွင့်နဲ့ပတ်သက်ပြီးစားနဲ့ရေကို ဥပမာပေးပြီးတော့ပြထားပါတယ်စားများစားနိုင်ရေများရေနိုင်ဆိုတဲ့သဘောပါ စားဆိုတဲ့အကုသိုလ်ကများပြီး ရေဆိုတဲ့ကုသိုလ်ကနဲနေရင် အာကုသိုလ်ကအကျိုးပေးခွင့်သာသွားမှာပါရေဆိုတဲ့ကုသိုလ်ကများနေပြီ စားဆိုတဲ့အာကုသိုလ်ကနဲနေရင်တော့အာကုသိုလ်အကျိုးပေးခွင့်မသာတော့ပါဘူးဒါကြောင့်ရေများများတောက်ဖို့လိုပါတယ်ဆရာဝန်တွေမကြာခဏပြောတတ်တဲ့စကားရှိပါတယ်ကျမ်းမာဖို့ရေများများတောက်လမ်းများများလျှောက်ပါတဲ့အဲ့ဒီအတိုင်းပါပဲလူတိုင်းလူတိုင်းရေများများတောက်ဖို့လိုပါတယ် ဝိကိုဝုနယ်ဖြေဆိုတဲ့နေရာမှာလောနာကပ္ပလာတုတ်အရာဆိုရင်တော့မျက်စိနာနာရှာကိုစိတ်ကိုအကုသို့မဖြစ်အောင်စောက်ထိန်နာရယ်တိတ်ခါသုံးပါးကို ဖြေကျင်နာရယ်ပါတိတ်လေခက်ခဲတဲ့အရာတွေတော့မဟုတ်ပါဘူးတီလာဆိုတဲ့နေရာမှာလဲလူတယောက်အနေနဲ့၅ပါးတီလာဆို တော်တော်လေးလုံလောက်နေပါပြီတခါတလေစွမ်းနိုင်တဲ့အခါမှာတော့၈ပါးတီလာ ကိုးပါးသီလတွေကိုစောင့်ထိန်လို့ရပါတယ်။တမာတိအတွက်ကတော့နှစ်သက်ရာတမထကမ္မထံတစ်ခုခုဒါမှမဟုတ်နှစ်ခုသုံးခုကို ပွားယုံပါပဲ။ဝိပဒနာကတော့ကိုအားထုတ်နေကြဝိပဒနာရှုနည်းအတိုင်းအားထုတ်ယုံပါပဲ။အာကုတုရဲ့ဖြည့်စေးဟာကုတုပါ။ကုတုတွေများများပြုနေဖို့လိုပါတယ်။အထူးသဖြင့်မြတ်စွာဘုရားဟောကြားပေးထားတဲ့အတိုင်းဘာဝိတကာယဘာဝိတသီလ ဘာဝိတစိတ်တဘာဝိတပညာတွေကို ဖြည့်ကျင့်ရမှာပါ ပါဏိလေးလုံးကလည်းချစ်စရာလေးတွေပါမြတ်စွာဘုရားကိုပူဇော်တဲ့အနေနဲ့စက်ထားလိုက်ဖို့ပါပဲမြတ်စွာဘုရားဟောကြားထားတယ်ပထမလူဒုတိယလူနှစ်ယောက်မှာ ကိုက ပထမလူမဖြစ်ဖို့တိတ်ကိုအရေးကြီးပါတယ်အကုသိုလ်ပြုတာချင်းအတူတူဒုတိယလူဖြစ်အောင်ကြိုးစားရပါမယ်အကုသိုလ်ကံတွေကတော့ဒီဘဝမရှိအောင်တော့ တန်တရာအဆက်ဆက်ကျင်လည်ခဲ့ရတာဆိုတော့ပုံစံမျိုးစုံနဲ့တော့ပါလာမှာပါပဲဘလို့ပုံစံနဲ့ပါလာတယ်ဆိုတာလည်းမသိရပါဘူးဘာပဲပြောပြောလေဒီဘဝပြုခဲ့တဲ့အကုသိုလ်ကံပဲဖြစ်ဖြစ်တန်တရာအဆက်ဆက်ကပြုခဲ့တဲ့အကုသိုလ်ကံပဲဖြစ်ဖြစ်အကုသိုလ်ဝတ်ကို ကုသိုလ်ဝတ်နဲ့ဖြေလိုက်ဖို့ပါပဲလေ